ယုပိဒ္ဒကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါသည်ယုပိဒ္ဒကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့နေတဲ့အတူရာဒီဘွားဒီမှာလဲသူ့ဘသူကံတရားတွေပြောင်းရွှေ့ပါတယ်အဲပြောင်းရွှေ့ဖြစ်ပေါ်လာမဲ့အစိုးကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမဲ့ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်မကာရရာဒီဘွားမကာရရာဒီဘွားဆိုဒီသမ22နဲ့ဇန်နဝါရီ20ကြားမှာ မှုဖွားသူတွေဖြစ်တယ်ဒီရာဒီဘွားကြီး အိုတစ်အိမ်တဲ့နေရာထိုင်ခြင်းအတစ်တည်းရရှိဖို့ပြောင်းလဲဖို့ရှိပါတယ်အောင်မြင်ပါလိမ့်မယ်တတိယအမျိုးမျိုးနဲ့အမှုပညာလုပ်ငန်းတရားဓမ္မနဲ့ဘာသာရေးအသင်းဘွဲ့ကိစ္စတွေလောက်ကင်ဆောင်ရအောင်မြင်ပါလိမ့်မယ်ခရီးသွားကိစ္စတွေအောင်မြင်သလိုပြည်တွင်းပြည်ပခရီးတွေရှိပါတယ်နာမည်ကုန်သိက္ခာနဲ့ပညာရဆိုင်ရာငွေကြေးစည်းပွားဆွေငွေရတနာတပည့်အချွေရန်အလौဒမားများ အသက်ဝင်လာပါလိမ့်မယ်။လက်အောက်ဝင်နိုင်ရမိသားစုရေးရာတွေစိတ်ရှုပ်ရဖို့ရှိပါတယ်။စာချုပ်စာတမ်းကိစ္စပညာရေးကိစ္စအမှုပညာကိစ္စတွေဓာတိထားလုပ်ဖို့လိုအပ်ပါတယ်။အရာရာကံကောင်းနေတော့လဲမိမိရဲ့ကြားမရေးဆိုင်ရာအားနည်းမှုကြောင့်စိတ်သွားတိုင်းကိုမပါဖြစ်တတ်ပါတယ်။ဒါကြောင့်ပို့ပြီးတော့ကောင်းအောင်ဆိုရင်ဒီကာလတွေမှာအဖြူရောင်ခဲရောင် မြင်းချီရောင်၊နက်ပြာရောင်၊အဝါနုရောင်၊ပန်းရောင်များဝတ်ပေးပါ။နှစ်တစ်ကိုပတ်လဲမွေးနေ့ဒီမှာထီထိုးပါ။နေ့တိုင်းနေ့တိုင်းဆရာတော်တန်ဃာတော်အရှင်သူများတို့ရွတ်ဖတ်တဲ့မဟာသမယတုတ်၊မေတ္တာတုတ်၊ပေယိပဌာနဲ့ရန်သာတုတ်တော်ဝိဒ္ဓပမန္နာစတာဒီဖွင့်ပေးပါ။ကိုယ်တိုင်လဲရွတ်ပေးပါ။ဖရာစီစီဒီပါဂျူရှစ်တော်ကနေအထိတ်တံဝင်တာတို့ပန်းရည်ကြံစီမီလှူတာတို့လှုပ်ပါ။ ငတ်တွေငားတွေစာလေးတွေခူစာခွေးစာတွေကျွေးပါလွတ်ပါတုကတော်တုကတော်တုကတော်ဆယ်ပါစိတ်ပါဒါဆိုရင် မကာလာရာသီဘာမိသားစုများကံကောင်းချမ်းမှချမ်းသာပျော်ရွှင်ပါလိမ့်မယ်